မင်္ဂလာပါရှင်ကျမကတော့ဂျာမုံပါ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့မေလ14ရက်နေ့မှာနားဆင်ရမှာက KIO ဒူဥက္ကဋ္ဌဗိုလ်ချုပ်ကြီးကမ်ရှောင်ဦးဆောင်ပြီးမဟာမိတ်တွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအောင်စရစစ်ကြောင်းရဲ့နောက်တန်းကုကဲရေးစခန်းကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်တဲ့သတင်းကြောက်တော်မျိုးကိုစစ်ကောင်စီဘုံကျဲတာမှာစစ်ဘေးရှောင်တချို့ထိခိုက်သေးဆုံးတဲ့ဖြစ်စဉ်ငလင်းကြောင့်မန္တလေးကအဝီစီရေတွင်းတွေပြုပြင်တာအစ်စ်ပြန်တူးတာတွေလှုပ်ဆောင်နေရတဲ့အခြေအနေ ဒီသတင်းတွေရှုစားရမှာဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ဒုဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဂွန်ထန်ကမ်ရှောင်းဦးဆောင်တဲ့ KIO ကိုယ်စားလှယ်ဖွဲ့ကဧပြီလကုန်ကစလို့ရှမ်းပြည်မြောက်ပိုင်းနဲ့ဝါဒေသကိုတွားရောက်ပြီးမဟာမိတ်တပ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးကမ်ရှောင်း KIO အုပ်ချုပ်ရေးဌာနမှဗိုလ်မှူးကြီးလက်ဖိုက်ဆောင်ရောမဟာမိတ်ဆက်ဆံရေးယုံတာဝန်ခံဗိုလ်မှူးကြီးဘရန်နန်ဗိုလ်မှူးကြီးစင်ဝါနဲ့ရှမ်းမြောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတို့ပါဝင်တဲ့ဖွဲ့က ဧပြီလကုန်ပိုင်းကလေးကမဟာမိတ်တွေနဲ့တွေ့ဆုံဖို့ခရီးစဉ်စခဲ့တာဖြစ်ပါတယ်။ဒီမေလပထမအပတ်မှာဝါပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP UWSA ဌာနချုပ်ပန်ဆန်းမှာကျင်းပတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FBNCC အစည်းအဝေးကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ဘယ်ကောင်းဆောင်တွေနဲ့တွေ့တယ်ဆိုတာတော့အသေးစိတ်မသိရပါဘူး။ဒါပေမဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ရောတပ်ဖွဲ့ချင်းစီနဲ့ပါ တီးခြားတွေးဆမှုတွေရှိခဲ့တယ်လို့ကချင်းစစ်ရေးသတင်းရှင်မြတ်တဦးကပြောပါရယ်မေလ6ရက်က FPNCC အဖွဲ့ဝင်တွေနဲ့ဝါဒေတာမှာတွေ့ဆုံခဲ့ကြောင်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNLA နဲ့လည်းလူတုအစည်းအဝေးပွဲလုပ်ဖို့ညှိနှိုင်းဖို့တီးသန့်တွေ့ဆုံကြမယ်လို့ကချင်းသတင်းရှင်မြတ်ကပြောပါရယ်ဒါအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့လည်းတွေ့ဆုံပြီးပြီလို့ဆိုပါရယ် FPNCC ဟာဝါတပ်ဖွဲ့ UWSA မိုင်းလာ NDAA ရှမ်း SSPP ၊ကချင် KIO ၊တအန်း TNLA ၊ကိုကံ MNDAA ၊ရခိုင် AA တို့နဲ့စုဖွဲ့ထားတာပါ။ KIO ဒုဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမွန်ကြီးနော်ဘူးစီဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။အဓိကအားဖြင့် FPNCC အဖွဲ့ဝင်တွေနဲ့စစ်ရေးနိုင်ငံရေးဆိုင်ရာကိစ္စတွေလက်ရှိမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြားမှာ နေမြေအငင်းပွားမှုကိစ္စနဲ့ပတ်သက်တာတွေကိုတွားရောက်ဆွေးနွေးတယ်လို့သိထားကြောင်း ကချင်းစစ်ရေးသတင်းရင်းမြစ်ကပြောပြပါရယ်ဆွေးနွေးမှုတွေမှာဘလို့သဘောတူညီချက်တွေရရှိတယ်ဆိုတော့အသေးစိတ်ကိုတော့မသိရသေးပါဘူးရှင်။ကရင်ပြည်နယ်ကော့ကရိတ်မြို့အနီးအာရှလမ်းမကြီးပေါ်ကစစ်ကောင်စီတပ်အောင်စရစစ်ကြောင်းရဲ့နောက်တန်းကုတ်ကဲရေးစခန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကဒီနေ့မှသိမ်းပတ်ရရှိခဲ့ပါရယ်။ကော့ကရိတ်မြို့နယ်နှစ်မိုင်းကျော်အကွာကအောင်စရစစ်ကြောင်းရဲ့နောက်တန်းကုတ်ကဲရေးစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာဖြစ်ပါရယ်။ စကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကတေဆုံးမှုရေအတွက်ကိုမသိရသေးသလိုလက်နက်ခဲယံသိန်းစီရရှိမှုအခြေအနေကိုလည်းမသိရသေးပါဘူး။အောင်စရစစ်ကြောင်းရဲ့နောက်တန်းတပ်စခန်း KNLA PDF ပူးပေါင်းတပ်တွေကလာနေချီပိတ်ဆို့ဖြတ်တောက်ထားပြီးတဲ့နောက်မနေ့ကစတင်ထိုးစစ်ဆင်ခဲ့တာပါ။ဒီမနက်ပိုင်းမှာတော့စခန်းသိန်းပတ်ရရှိခဲ့တာလို့တခြားစစ်ရေးသတင်းရှင်မြတ်တဦးကလည်းပြောပါရယ်။ဒေါနာတောင်ပေါ်ကတော့ငြိမ်သွားပြီး ပိတ်ဆို့ထားလိုက်ပြီးအောက်ဘက်မှာတော့ပွဲအတော်လေးကျန်းနေတယ်လို့ကွန်ကရစ်ဒေတာက PDF ရဲဘော်တူပြောပါတယ်။ KNU တပ်မဟာ6နယ်မြေမှာရှိတဲ့ကွန်ကရစ်မြို့ဝန်းကျင်နဲ့ကွန်ကရစ်မြို့ကနေဒေါနာတောင်ပေါ်ဒေါနော်ရေတကုန်းထီနေရာယူထားတဲ့အောင်စရစစ်ကြောင်းကို KNLA PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ထားပြီးနေစဉ်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ကော့ဂရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲပြင်းထန်နေသလိုကော့ဂရိတ်နဲ့ဂျုံတိုးမြို့လမ်းပိုင်းတစ်လျှောက်မှာလည်းတိုက်ပွဲပြင်းထန်နေတာပါ ပြီးခဲ့တဲ့ April တတိယပတ်ထဲမှာလဲကော့ဂရိတ်မျိုးအဝင်ကစစ်ကောင်စီရဲ့အမှတ်စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အနီးတိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါတယ်။အဲ့ဒီနေရာနာကစစ်ကောင်စီရဲ့ရင်ကွဲတောင်စခန်းအောင်လဲ KNLA PDF ပူးပေါင်းတပ်တွေကသိမ်းပတ်ရရှိခဲ့ပါတယ်။ဒါအပြင် ကော့ဂရိတ်မျိုးနယ်ကော့ဂရိတ်ကျုံတိုလမ်းပိုင်းကစစ်ကောင်စီစခန်းတချို့လဲဒေါ်လာရေးပူးပေါင်းတပ်တွေကသိမ်းပိုက်ထားတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်တော်မျိုးကိုစစ်ကောင်စီက ဒီနေ့မေလ14ရက်ညနေပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့စစ်ဘေးရှောင်အမျိုးသမီးတအူသေဆုံးပြီး၄ဦးထပ်မံတဲ့ဒဏ်ရာရထားပါတယ်။ကြောက်တော်မျိုးရွာမရက်ကွက်ကိုစစ်ကောင်စီတပ်ကဒီညနေ၄နာရီလောက်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ဒီဖြစ်စဉ်မှာစစ်ဘေးရှောင်နေတဲ့အရဲသားတွေထိခိုက်သေဆုံးခဲ့ပြီးဒဏ်ရာရသူတွေကလည်းစိုးရိမ်ရတယ်လို့ရခိုင်သတင်းရှင်းမြစ်ကပြောပါတယ်။ဒါဟာစစ်ကောင်စီတပ်ကရခိုင်ပြည်နယ်ကိုနှစ်ရက်ဆက်တိုက်ဘုံကျဲခဲ့တာလည်းဖြစ်ပါတယ်။ မနေ့ကမနက်ပိုင်းမှာလဲရသေးတော်မျိုးနဲ့ထုံးရဝေချေးရွာလေချောင်းကနေဘုံကျဲတက်ခိုက်တာကြောင့်အရက်သား73ဦးသေဆုံးပြီးအယောက်20ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ကြောက်တော်မျိုးကအရခတက်တော် AA တိုက်ခိုက်သိမ်းယူထားတဲ့မျိုးဖြစ်ပြီးပြီးခဲ့တဲ့ January နဲ့ April လတွေကလည်းစစ်ကောင်စီဟာကြောက်တော်မျိုးကိုလေချောင်းကနေဘုံကျဲတက်ခိုက်လို့ဒေသခံဒါဇင်နဲ့ချီသေဆုံးထိခိုက်မှုရှိခဲ့ပါတယ်ရှင်။အင်အားပြင်းငလင်ကြီးတံခံလိုက်ရတဲ့မန္တလေးမြို့ကနေရာတချို့မှာ အဝီစီရေတွင်းတွေထိခိုက်ပျက်စီးသွားပြီးပြန်လည်ပြုပြင်ရတာအသက်ပြန်တူးရတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ငလင်းအပီးမှာရေထွက်နေသွားတာရေလုံးဝမထွက်တော့တာရေအရေးအသွေးညံ့ပြင်းသွားတာအဝီစီတွင်းပိုက်တွေကျိုးပြတ်တာတွေကြုံနေရတာပါ။တချို့အဝီစီတွင်းတွေကိုရေကြီးထွက်အောင်ပြုပြင်ပေးရတာအပြင်တွင်းပေါက်သွားတဲ့အတွက်အသက်ပြန်တူးပေးရတာမျိုးအထူးရှိတယ်လို့အဝီစီတွင်းတူးလုပ်ငန်းလုပ်ကိုင်သူတအူးကပြောပြပါဗျာ။ဒါအပြင်ရေကြောတွေးရှိတဲ့မြေအောက်အနက်ပေလဲ အရင်ကထက်ပိုတူးလာရတယ်လို့စိန်ပန်းရက်ကွက်ကဆက်ရည်တွင်တူလုပ်ငန်းပါရှင်တူကပြောပါတယ်။ငလင်းကြောင့်အဝီစီရည်တွင်ပျက်စီးသွားပြီးအခုအညီလိုအပ်တဲ့နေရာတွေကိုအလူရှင်တွေနဲ့ချိတ်ဆက်ပြီးပြန်တူးပေးနေရတယ်လို့ငလင်းဘေးကူညီပေးနေသူတွေစီကသိရပါတယ်။မန္တလေးမှာမြို့နယ်9ခုရှိပြီးအဝီစီတွင်းရည်ကိုပဲအဓိကထားအသုံးပြုနေကြရတာဖြစ်ပါတယ်။စီပင်ကဖြန့်ဝေပေးတဲ့ရေကလောင်းငမှုမရှိတဲ့အတွက်ကိုထူကိုထအဝီစီတွင်းရည်ကိုပဲအပြုတ်သုံးဆွဲနေကြရတာဖြစ်ပါတယ်ရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်။